တန်ခါ၈ပါးနဲ့ဖရာတဆူပါပဲတော့ဖရာကုစုတွေမှာပါတဲ့အရှင်သာရိပုတ္တရာအရှင်မောကလံအရှင်ကိုဋ္ဌညအရှင်အာနန္ဒာအရှင်ဂုံပတိအရှင်ဥပါလိအရှင်ယေဝရဘုရားရှင်ကိုရောမြတ်ကြီးရဲ့သားတော်အရင်ဖြစ်တဲ့အရှင်ရာဟုလားလို့ဒီရဟနာရှင်ပါပါပါတယ်ဘုရားကကိုးသူမဟုတ်ပါဘူးဘုရားကတဆူပါပဲ ဒါကြောင့်ဘုရားကုသိုလ်စတင်ပြီးဖြစ်ပေါ်လာပုံနဲ့ပတ်သက်ပြီးတော့ဆက်လက်ပြီးတော့ပြောပြပါမယ်။ဘုရားကုသိုလ်ဆိုတာအရက်ခေါ်ပါပဲ။ဗုဒ္ဓပူဇနီယပွဲလို့ဒီလိုခေါ်ဆိုခြင်းဖြစ်ပါတယ်။ဗုဒ္ဓကတော့အမျိုးမျိုးရှိတယ်ပေါ့။တမန်တန်ဗုဒ္ဓဆရာမကူတရားမူညာနဲ့မိမိလူလူကိုယ်တိုင်သိမြင်တော်မူတော့တမန်တန်ဗုဒ္ဓလို့ဒီလိုခေါ်ဆိုပါတယ်။ ိစိကဗုဒ္ဓတဲ့ပိစိကဗုဒ္ဓနောက်ဘုရားရှင်ရဲ့တာဝကဗုဒ္ဓပေါ့သုတဗုဒ္ဓအမျိုးမျိုးရှိပါတယ်အဲ့တော့ဗုဒ္ဓချင်းကတော့မတူပါဘူးဗုဒ္ဓဆိုတာတိတူလို့အဓိပ္ပာယ်ရတယ်ဘာကိုတိတာလဲဆိုတော့သစ္စာလေးပါးတရားကိုတိခြင်းဖြစ်ပါတယ်ဒါကြောင့်တမန်တော်မုဒ္ဒကသစ္စာလေးပါးတရားကိုဆရာမကူတရားမူညာနဲ့မိမိလူလူကိုယ်တိုင်သိတယ်။ပိစိကဗုဒ္ဓကတော့ ်တန်ဗုဒ္ဓလို့ခေါ်ဆိုပါတယ်တန်ကကိုယ်တိုင်ဗုဒ္ဓကသိတယ်ဒါကြောင့်ကိုယ်တိုင်တော့သိတယ်သူတစ်ပါးကိုတရားရအောင်ဟောမပြနိုင်ပါဘူးသာဝကဗုဒ္ဓတဲ့ဘုရားရှင်ရဲ့တပိသာဝကရဟန္တာအရှင်သူမြတ်တို့သာဝကဗုဒ္ဓခေါ်ပါတယ်အရှင်သာရိပုတ္တရာဟာဘုရားရှင်ကိုရိုမြတ်ကြီး လက်ထက်တော်မှာပညာအရာဣဒရေရတော်မူပါလေဒါမဲ့ကိုယ်တိုင်မသိနိုင်ပါဘူးပိစဝိကင်၅ဥပဒေကအရှင်အတ္တသိဟောပြမှာသစ္စာလေးပါးတရားကိုသိပါတယ်တော့သုတ္တဗုဒ္ဓရေဘုရားရှင်ကိုရောမြတ်ကြီးကငါပရိနိဗ္ဗာန်စာနဲ့နောက်ကိုယခုလက်ရှိ သမုဒ္ဒိတံဃာတော်အရှင်သူမြတ်များကိုဗုဒ္ဓအရာပြီးတော်မူခဲ့ပါတယ် ဗုဒ္ဓအရာဘာကြောင့်ပေးရလဲငါဘုရားရှင်ကိုရုံမြတ်ကြီးပြိဋိဘစာတဲ့နောက်ငါဘုရားရှင်ကိုရုံမြတ်ကြီးဟောကြားတော်မူတဲ့တရားတော်တွေကိုကိုယ်စလေအဖြစ်ငါဘုရားနေရာကနေပြီးတော့တသိဥပဒကဥပတိကမလူဓာယကဓာယိကမအပေါင်းတို့အားတိမြင်အောင်ဘုရားအနေနဲ့ကိုယ်စလေအဖြစ်ဟောပြတော်မူတဲ့ တန်ဃာတော်ရှင်သူမြတ်များဖြစ်လို့ဗုဒ္ဓအရာပြီးတော်မူပါလေတုဒ္ဓဗုဒ္ဓဒါကြောင့်အဲ့ဒီတုဒ္ဓဗုဒ္ဓကတော့ကိုယ်တိုင်တော့မသိပါဘူးကိုယ်တိုင်မသိရမလို့သူတစ်ပါးကိုတရားကိုသိမြင်အောင်ဟောပြနိုင်တယ်ပိစိကဗုဒ္ဓဘာကြောင့်မသိတာလဲဆိုတော့သူတို့ကကိုယ်တိုင်သိပြီးတော့ဒီအာတယာနုတယာညာသူတို့မှမပါဘူးတဲ့ ဒါကြောင့်ကိုယ်တိုင်တော့သိတယ်သူတစ်ပါးကိုတသင့်သိအောင်ဟောမှပြနိုင်မှာအဲ့တော့သူဒ္ဓဗုဒ္ဓဘာကြောင့်သူတစ်ပါးကိုတသင့်သိအောင်ဟောပြနိုင်တယ်လဲဆိုတော့သူကကိုယ်ပိုင်တရားကိုဟောတာမဟုတ်ဘူးဘုရားရှင်ကိုရမေကြီးဟောကြားတော်မူတဲ့ကိုယ်စလေအဖြစ်ဟောတော့ဘုရားရှင်တရားတော်တွေဖြစ်ပါလေဒါကြောင့်သူတစ်ပါးကိုလည်းသိနေအောင်ဟောပြနိုင်တဲ့သုဒ္ဓဗုဒ္ဓကိုရောမြတ်များယေຊုကလည်း အင်္မာမကြီးမားလာပါလေလို့အဲ့တော့ဒီဘုရားကုသိုလ်သံကတ္တာ ਨੇ ပတ်သက်ပြီးတော့အရောက်ခေါ်ပေါ့လေဒါဘုရားကုသိုလ်သံကတ္တာ ਨੇ ပတ်သက်ပြီးတော့ပြောပြမယ်ဆိုရင်ဒါအခုမှထွန်းပြီးတော့လောက်တာမဟုတ်ပါဘူးဘုရားရှင်ကိုရမင်းကြီးလက်ထက်တော်အခါကဒါဘုရားရှင်ကိုတိုင်စီမံပြီးတော့ပြီးခဲ့တဲ့လုပ်ငန်းတွေဖြစ်ပါတယ် ဒါဆွမ်းတိုင်းကဒါကြီးမှာပေါင်သူရောပေါင်းတို့ဟာအခမ်းအနားနဲ့တကွဘုရားရှင်ကိုရမေးစီမံတဲ့အတိုင်းပြုလုပ်ကြတဲ့ဒါရကဒါကြီးကမှာအပေါင်းတို့ဟာဖြင့်မိမိတို့အကျိုးမြောင်များစွာ ရှိပါတယ်လို့ဒါကြောင့်ဒီဘုရားရှင်ကိုရမေးကြီးချမှတ်ပေးတဲ့လမ်းစဉ်ကဘုရားရှင်ကိုရမေးကြီးဒီကလိန်ကိကမြို့သရရင်သုံးတော်မူတဲ့အချိန်ခါအဲ့ဒီမြို့မှာ ဒွိဇဘုံနာနဲ့ဧကဇာဘုံနာဆိုတာရှိတယ်ယတိပေါ့လေဒွိဇယတိနဲ့ဧကဧကဇာယတိသူတို့ကလောကီအပိညာဉ်တွေရရာချောင်းတွေကိုကျင့်ကြံနေတဲ့ယတိနှစ်ပါးပေါ့အဲ့ဒီလိုကျင့်ကြံနေတဲ့အချိန်ခါကာလမှာဧကဇာယတိကလောကီအပိညာဉ်တွေကိုရတယ်ဒွိဇယတိကဒီအကျင့်တွေကိုဘယ်လိုပဲကျင့်ကြံသူမရဘူးသူလက်လျှော့လာတယ် လက်ချုပ်လာတော့ကျင်းပေါ်ကျင်းပဲဖြစ်တဲ့ဧကစားရေးသိမ့်ထံသွားပြီးတော့လူထွက်တာပဲကောင်းတယ်တဲ့ဘုရားတပည့်တော်ကတော့ဒီအကျင့်တွေဘယ်တော့ပဲကျင့်ကျင့်ဘာမှအကျိုးတွေဒုတိယကိုမရပါဘူးတဲ့ဒါကြောင့်လူထွက်တာပဲကောင်းမယ်လူထွက်ခွင့်ပြုပါလေကျင်းပေါ်ကျင်းပဲသွားခွန်တောင်းအဲ့ဒီလူခွန်တောင်းတဲ့ခါကျတော့အသင်ထွက်လူကထွက်ပေါ်တဲ့ဒီလိုဆိုလို့ရှင်လေခွန်ပြုပါလေပေါ့ အဲ့လိုခမင်းတို့လူထွက်သွားတယ်ပေါ့ပြီးသားရသေးကလူထွက်သွားတယ်မကြခင်မှာပုံနှင်းမှာတယောက်နဲ့အိမ်တောင်ကြလို့သားလေးတယောက်ဖွားမြောက်လာသားလေးကလည်းအင်မတန်မှချစ်စရာကောင်းတယ်ရွှေလူဝန်းပြီးတော့နေတယ်သားဖသုံးယောက်ပျော်ပျော်ရွှင်ရွှင်နေကြတဲ့အချိန်ခါကာလမှာသူတို့ဆရာရသေးကဒီကလိန်ကြီးကမြို့သူတို့နေတဲ့မြို့ကိုကြွလာတယ်အဲ့ဒီလို့ ဆရာရသေးကြွလာတဲ့သတင်းကိုကြားတဲ့အခါကျတော့ငါတို့ဆရာရသေးကြွလာတဲ့တွားပြီးတော့ကြောကြအောင်ကြောကြအောင်လို့တဖတ်သူတော့သွားကြတယ်ပေါ့လေဒီလိုနဲ့ဆရာရသေးဓမ္မောက်ရောက်ဒီပုံနာကြီးကစတင်ပြီးတော့ဆရာရသေးကိုကြောလိုက်ကြောလိုက်တော့ဆရာရသေးကစုပေးတယ်တဲ့ ဒုက္ခံဒီကဟုကိုဟောတိဒုက္ခံချမ်းချမ်းသာလာဒီကဟုကိုအသိစေခြင်းသည်ဟောတိဖြစ်ပါသည်လို့ဒီလိုဆုပေးလိုက်တယ်ပုံနှိမကြီးကလည်းဆက်ပြီးတော့ကြောတယ်ပုံနှိမကြီးဆုပုံနှိမကြီးကြောတဲ့အချိန်ခါကျလည်းဒီဆုကိုပဲပေးပါတယ်သူတို့သားလေးကိုလည်းဆုပေးစေခြင်းတော့သားလေးကိုကြောခိုင်းတယ်ပေါ့ဆရာရသက်ကိုကြောလိုက် အဲ့ဒီလိုခိုင်းနေကသူသူတို့ရဲ့ငွေဖွာထားတဲ့သားလေးရဲ့ကရော့လိုက်ကရော့လိုက်တဲ့အချိန်ကကျတော့ဆရာကြီးသိကဘယ်သူ့မှမပြီးတော့ဘူးတုံနေပါဝေးစိတ်စိတ်နေတယ်အဲ့ဒီလိုစိတ်စိတ်နေတဲ့အခါကျတော့ငါတို့ဇနီးမောင်နှံကရော့တုံးကတော့ဆရာကြီးသိစုပေးတယ်ငါတို့သားလေးကရော့တဲ့အချိန်ကကျတော့ဘာကြောင့်စုမပေးတာပါလိမ့်မယ်လို့သူတို့စိတ်ထဲမှာ အဲ့ဒီလိုပဲတန်တင်းရဖြစ်ပြီးတော့ဆရာရဲသေးကိုမေးတယ်။မဟုတ်လားပါဆရာရဲသေးဘုရားပြည်တော်တို့ကတော်တော်ကတော့သူ့မြန်ပေးပါတယ်။ဘုရားပြည်တော်တို့သားလေးကတော့တဲ့အချိန်ခါကျတော့ဘာကြောင့်သူ့မပေးတာလဲလို့အဲ့လိုလျှောက်ထားလိုက်တဲ့အချိန်ခါကျတော့သူ့ရဲ့သားလေးကဒီနေ့ကတော့ခொနည်းရဲ့စိတ်လို့ရှိရင်ဝါရုဒကဘီလူစားလို့အသက်ဆုံးရှုံးလိမ့်မယ်တဲ့။ဒါကြောင့် ဆရာယသိသူ့မပေးခြင်းဖြစ်ပါတယ်လို့ဒီလိုမင်ကြားလိုက်တဲ့အချိန်ကကျတော့မိခင်တို့ရဲ့သေနာမေတ္တာဟာတားလေးအန္တရာယ်ကျွန်းလာတယ်တော့အင်မတန်မှသူ့ရင်ပူပေါ်မှုသောကတွေဖြစ်ပေါ်လာတယ်ဖြစ်ပေါ်လာတဲ့ချိန်ချိန်ခါကျတော့မှားလာပါဆရာယသိဒီအဝါတို့တကဘီလူအစာပေးကလွတ်မြောက်အောင်ပြုလို့မပေးနိုင်ဘူးလားလို့ဒီလိုဆက်ပြီးတော့ မေးလိုက်တဲ့အချိန်ကရတော့စားလိမ့်မယ်ဆိုတဲ့အကြောင်းတော့တိတယ်တဲ့လွတ်မြောက်အောင်တော့လုံမပေးနိုင်ပါဘူးလို့ဒီလိုပြောတော့လောကမှာဘယ်လိုပုံကူများလွတ်မြောက်အောင်လုံပေးနိုင်ပါမလဲလို့ဒီလိုပြောထားတော့ဂေါရမဘုရားရှင်ဆိုတော့ရှိတယ်တဲ့သူကတော့တကယ်ပုံကူလေးမင်းတတိယဇေကုံလေးပွဲသားတကယ်ထိတ်ထိတ်ကြည့် အကျေပုဂ္ဂိုလ်တွေထိတ်တန်းပုဂ္ဂိုလ်တွေကူးကွယ်နေကြတယ်။ဒါကြောင့်ဂေါရမဘုရားရှင်တော့လှုပ်ပိနိုင်တော့ပါတယ်လို့ဆရာယသိကလမ်းညွန်လိုက်တဲ့အချိန်ကဘုရားဓမ္မောက်ကိုသူတို့သွားကြတယ်ပေါ့လေ။ဘုရားဓမ္မောက်ရောက်တဲ့အခါကျလည်းသူတို့ဆရာယသိကတော်တုံးကလိုပဲကတော်လိုက်တယ်ပေါ့။ဘုရားရှင်ကိုယ်တော်မြတ်ကြီးကဒါတတ္တဝါရဲ့အကြိုက်ဇေယိုက်လိုက်ပြီးတော့သူတို့ဆရာယသိပြီးတဲ့သူ့အတိုင်းပဲ တင်းမှာပဲဆိုပြီးတော့ဒုက္ခံဒီကဟုကောဟောဒီလို့ဇနီးမောင်နှံနှစ်ယောက်လုံးကြောလိုက်တယ်ကြာဒီစုကိုပဲပြေးပါတယ်သူတို့သားလေးကိုလည်းဘုရားရှင်ကြောခိုင်းတယ်ကြောခိုင်းတဲ့ကဘုရားရှင်သူတို့သားလေးကကြောတယ်ဘုရားရှင်ကလည်းဒီလိုပဲစိတ်စိတ်နေတယ်စိတ်စိတ်နေတဲ့အချိန်ခါကျတော့မှားလို့ပါများဆိုဘုရားဘုရားတို့ရောတို့ဇနီးမောင်နှံကြောတော့ ဆရာယသိသုပေးပါလေဒုက္ခံဒီကဟုကိုဟောတိဒုက္ခံချမ်းချမ်းသာသာဒီကဟုကိုအသက်ရှိခြင်းသည်ဟောတိဖြစ်ပါစေဘုရားဒီလိုတားလေးအသက်ရှိခြင်းမှာလေချမ်းချမ်းသာသာနေစေခြင်းမှာလေသူ့မြပေးတော်မူပါဘုရားဆိုတော့သူတို့သားလေးဟာဒီနေ့ကနောက်ခொနည်းစေရဝါရုတကဘီလူစားလို့အသက်ဆုံးရှုံးလိမ့်မယ်လို့ဘုရားရှင်ကလည်းဒီလိုပဲမိန့်တော်မူလိုက်ပါတယ်ဒီလိုဆိုလို့ရင်ဝါရုတကဘီလူအစာပြေးက လွတ်မြောက်အောင်ပြုလုပ်ပေးပါဘုရားဆိုတော့ငါဘုရားရှင်ကိုရမကြီးစီမံတဲ့အတိုင်းဆောင်ရွက်ကြသင်တို့အိမ်မှာမန္တကရာများထိုးလို့အရိယာရှင်ပါတန်ဃာတော်ရှင်ပါနေလောက်အောင်ငါဘုရားရှင်ကိုရမကြီးနဲ့နေရထိုင်ခြင်းများပြင်းလို့အဲ့ဒီလိုဘုရားရှင်ခိုင်းတော်မူပါလေအိမ်ပြန်ပြီးတော့ မန္တကရာများထိုးလို့နေရာတိုင်းရင်များအစင်းစင်းပြင်းပြီးတဲ့အချိန်ကမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးထံမောက်ကိုတွားပြီးတော့လျှောက်ထားပါတယ်မန္တပါဘုရားမြတ်စွာဘုရားမန္တကရာများထိုးပြီးပါပြီဘုရားလို့နောက်လျှောက်ထားလိုက်တဲ့အချိန်ကကြတော့ဒီယခုပူဇော်နေကြတဲ့ရဟန္တာ7ပါးဟာဘုရားကုသိုလ်ထဲမှာပါတဲ့ရဟန္တာ7ပါး